အင်မီရိုမာချင်းပါတဲ့ဝန်ကြီးအဖွဲ့အစည်းအဝေးမှာသမ္မတဒေါ်နယ်ထရမ့်ကဆိုမာလီရွှေပြောင်းခြေချသူတွေဟာအမိုက်တွေဖြစ်ပြီးတော့အမေရိကန်ပြည်အောင်စုမှာသူတို့ရှိမနေစေချင်ဘူးလို့ပြောပါတယ်စစ်ပွဲပြိပခါတွေပြင်းထန်နေတဲ့အရှေ့အာဖရိကဆိုမာလီယာလူမှုအတိုင်းဝိုင်းဟာ အစိုးရအထောက်ပံ့အပေါ်မိခိုလွန်အားကြီးပြီးတော့အမေရိကန်တွေအတွက်လည်းဘာမှကောင်းကျိုးမပြုလောက်ဘူးလို့ဒီဇင်ဘာနှစ်ရက်နေ့ကျင်းပတဲ့အစည်းအဝေးမှာသတင်းတောက်တွေကိုကုလို့ပြောတာပါမင်နီဆိုတာပြည်နယ်ဟာဆိုမာလီယာနိုင်ငံသားအများပြားအခြေဆိုင်ရာပြည်နယ်ဖြစ်ပြီးတော့ဆိုမာလီယာနယ်ဘွားအီလီယန်အိုမာဟာ ထရမ်ကိုစန့်ကျင်သူဒီမိုကရက်အလို့တော်အမတ်လည်းဖြစ်ပါတယ်။ထရမ်နဲ့အီလီယန်အိုမာကြားမကြာခဏဆိုသလိုလူသိရှင်ကြားပုတ်ခတ်ဝေဖန်တာတွေလည်းရှိတာကြောင့်ခိုလုံနေထိုင်ခွင့်ကနေနိုင်ငံသားဖြစ်လာသူအီလီယန်အိုမာကိုနိုင်ငံသားအဖြစ်ကနေပြည့်ပြည့်မဲ့ဆိုပြီးတော့ Republican အတိုင်းဝိုင်းကချင်းချောက်ပြောဆိုနေတာပါ။ အမေရိကန်ပြည်ထောင်စုကစိုးရင်စရာကောင်းတဲ့နိုင်ငံတွေအဖြစ်သတ်မှတ်ထားတဲ့၁၉နိုင်ငံနဲ့ဆိုမာလီယာလည်းပါဝင်တယ်လို့မြန်မာနိုင်ငံလည်းပါဝင်နေတာပါမကြခင်မှာဒီစီးရင်နဲ့ထပ်ဖြည့်မဲ့နိုင်ငံတွေစီးရင်ကိုတမရစီပို့ထားပြီလို့အမိမေလုံကျော်ရေးဝန်ကြီးခရစ်စတီနော်ကပြောပါတယ် ဒီသတင်းပတ်ကူမှာကျင်းပမဲ့နိုင်ငံသားကျန်းသစ္စာကျင်းစုပွဲဖြစ်သိမ်းကြောင်းလဲအမေရိကန်သတင်းတွေမှာဖော်ပြပါရယ်ဗင်နီဇွဲလားအာဖဂန်နစ္စတန်နဲ့အီရန်ကရွှေပြောင်းဝင်ရောက်သူတွေကျန်းသစ္စာကျင်းစုကြမှာပါထရမ့်မက်ဆေ့စီယုံစင်ကာလကလေးကအမေရိကန်ပြည်အောင်စုမှာတရားမဝင်နေထိုင်ပြီးတော့ရာဇဝတ်မှုကျူးလွန်သူတွေကိုနေရရင်နိုင်ငံပြန်ပို့မယ်ဆိုပြီးတော့ပြောဆိုထားတာပါခုနောက်ပိုင်းမှာတော့ Republican တွေရဲ့တင်းကျပ်တဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒအရာ အရင်ဒီမိုကရက်သမ္မတဂျိုးဘိုက်ဒန်လက်ထက်မှာဒုက္ခသည်အဖြစ်ရောက်လာသူတွေ Green Gap အမြဲတမ်းနေထိုင်ခွင့်ရထားသူတွေကိုပါပြန်စည်းစဖို့ Trump ကညွှန်ကြားထားတာပါနိုင်ငံသားအဖြစ်ရွှေ့ပြောင်းခံယူသူတွေကိုလည်းသူ့အနေနဲ့ပယ်ဖြတ်လို့ရရင်ပယ်ဖြတ်ချင်တယ်လို့ပြောပေမဲ့သူလည်းတေချာမသိဘူးလို့ဆိုပါတယ်နိုင်ငံသားခံယူထားသူတွေကိုလည်းအမေရိကန်နိုင်ငံသားအဖြစ်ကပယ်ဖြတ်ဖို့လွတ်တော်အမတ်တချို့ကဥပဒေပြုနိုင်အောင်ကြိုးစားနေပါတယ်ကျွန်တော်အောင်ဆွေပါ